ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကို Clip for Freedom YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါရခင်ဗျာကျွန်တော်ဇာယိဆရာဆရာကျူမွေးဤဟာသဝိတုတဘုတ်ဖြစ်တဲ့လူပြုတ်ဖူးစာဆန်းတဲ့ဗျာဆိုတဲ့ဝိတုစာကိုအပိုင်းလေးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာ စိတ်ရှုပ်နေကြရသူများ။ကောင်းမြတ်သူဤအဖြစ်ကိုမတည်ပဲအကြည့်အကျဲစိတ်ရှုပ်နေသူကတော့စိုးသိမ့်ပင်။ဒီနာကြ။တန်ကျိုးစာတွေတော့တစ်ခုပြီးတစ်ခုရိုက်နေပြီးလူကတော့ပေါ်မလာဘူး။ငါမှသာ မောကျော်ဆုတ်နေကြပဲ။ဟွန်း။ရန်ကုန်ဘုရားကြီးဤမိထားပလပေါင်းပေါ်တွင်ထိုင်ရင်စိုးသိမ့်ရေရွတ်နေသည်။ကောင်းမြတ်သူတယောက်လွင်ကိုကိုနဲ့မှကချောဆွဲခေါ်သွားရသောကိစ္စကိုဖြင့်သူမသိရှာပေခက်တာပဲ ဒီကောင်ဟာငါလာတာနောက်ကြတာကိုသူ့ဟာသူများငါအိမ်ဘက်ကိုထွက်သွားသလားဇိုသိန်းတွေးနေပြန်သည်ဇိုသိန်းမှာအသက်26နှစ်ခန့်ရှိပြီမို့ကောင်းမြတ်သူထက်ဒီနေ့ကြီးသည်အရက်ကတော့ပုသည်အသားညိုပြီးအနေငယ်ဝသည်သူလည်းကောင်းမြတ်သူကဲ့သို့ပင်မြေကြီးနာကောလိထွက်ဖြစ်သည်ဇာတိကတော့ဗမော်ဇာတိဖြစ်သည်ကျောင်းမှထွက်ပြီးရန်ကုန်မြို့သို့လာခဲ့ရာတွင်ယခုအခါတွင်တော့ဇိုသိန်းမှာကြီးပွားနေသူဖြစ်သည် ဇိုသိမ့်မှာဒူနေတန်ရတာဂေတမြို့နယ်မံမြေလန်းတွင်ကိုပိုင်ပုံနေတိုက်ကိုဖွင့်လက်ကားထားသည်ပုံနေတိုက်အမည်မှာငွေပင်ဆန်းရောင်စုံပုံနေတိုက်ဖြစ်သည်သူ၏ပုံနေတိုက်မှာဖိတ်စာမျိုးမျိုးကိုဖောင်းကျွဆလုံးဖြင့်ရိုက်နှိပ်ပေးခြင်းလကန်းကြောညာများနှင့်ပို့စကကလေးများကိုလှပသေးသက်စွာရိုက်နှိပ်ပေးနိုင်သည်သူလိုပုံနှိပ်တိုင်မျိုးတာဂေတာဘက်တွင်ခါရှားရှားမှုသူ့တိုက်သို့အလုလက်အကြသူတွေမှာပုံနေသည် သူဤဇနီးဖြစ်သူမန်ငွေယုံကလည်းသောသိန်းနှင့်အတူပုံနှင့်လုပ်ငန်းကိုလက်တွဲကလုပ်ကိုင်ပေးနေသည်မန်ငွေယုံမှာအသက်20ကျော်ခန့်သာရှိသေးပြီးအသားညိုညိုမျက်လုံးပြူးပြူးတုတ်တုတ်ခဲခဲချစ်စရာမျက်ပြဲအဲဟုတ်ပါဘူးချစ်စရာ မျက်ရွယ်ဓာလီကလေးပင်ကောင်းမြတ်သူအမြင်ရထားဖြင့်လိုက်မည်အကြောင်းရိုက်လိုက်သော ပထမတန်ကျိုးစာမှာညနေ6နာရီတွင်ရောက်လာသည်တန်ကျိုးစာကိုရလင်ရခြင်းဇောသိန်းတို့လင်မယမှာသူတို့ပိုင်ကားကလေးဖြင့်ရန်ကုန်ဗုဒ္ဓကြီးသို့သွားကြသည် တို့တော်ချစ်စွာသောစာဖတ်သူယခုနာဆင်သူများသိရှိပြီးဖြစ်ကြသည့်အတိုင်းကောင်းမြတ်သူမှာအမြန်ရထားလက်မှတ်ဝယ်မရ၍မလိုက်ဖြစ်ခဲ့ပြီမလိုက်ဖြစ်သည်ဖြင့်ဒုတိယအကျဉ်တန်ကျိုးစာတစောင်းကိုထပ်ရိုက်ခဲ့သည်ထိုတန်ကျိုးစာရရာတွင်ဇိုသိန်းတို့နေထိုင်သောမန်ပြေလန်းဟု၍ရရမည်အစားကောင်းမြတ်သူကမှား၍ရံပြေလန်းဟုရိုက်လိုက်မိသည်တာဂေဒမြို့နယ်တွင်ရံပြေလန်းနှင့်မန်ပြေလန်းဟု၍လမ်းမကြီးနှစ်သွဲရှိသည် ထိုတန်ကျိုးစာမှာရန်ကုန်သို့ရောက်သည့်လက်နောက်ကျ လန်ကလည်းမှားနေ၍တန်ကျိုစာပို့လူလင်မှာလိမ့်စာရှင်ကိုရှာမတွေ့ဖြစ်နေသည်လိမ့်စာရှင်ကိုရှာမတွေ့တော့လဲဒါဝင်ကြည်ပြင်သောတန်ကျိုစာပို့လူလင်မှုငွေပင်ဆန်းရောင်စုံပုံနှိမ့်တိုက်ဟုသောအမည်ဖြင့်မေးမြန်းစုံစမ်းကြည့်သည်ထို့သောစုံစမ်းတော့မှငွေပင်ဆန်းရောင်စုံပုံနှိမ့်တိုက်ရံပြေလန်းတွင်မရှိမံပြေလန်းတွင်ရှိကြောင်းရက်ွက်ရှိလူများကနက်လန်းညွှန်ကြသည်တန်ကျိုစာပို့လူလင်သည်မံပြေလန်းသို့ထွက်ခဲ့ရာလိမ့်စာရှင်အစ်စ်စိုးသိမ့်နှင့်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည် တွေ့ဆုံကြသည့်အချိန်မှာနာနဲ့ရှင်းနာဤဂျော်လွန်နေပြီဖြစ်သည်ဇောတင်းသည်ထိုတန်ကျိုးစာကိုရလင်ရခြင်းသူဤဂျေကာကလေးဖြင့်ရန်ကုန်ဘုရားကြီးသို့အမြန်မောင်းထွက်လာသည်ဘုရားယုံရှိသူသူဤဂျေကာအရောက်တွင်ကောင်းမြတ်သူပါသောမစ္စူဘီရှိကားစင်ကလေးမှာသမရရုပ်ရှင်ယုံရှိသူရောက်လေပြီအထွက်နှင့်အဝင်ဒီဒီကလေးလွဲကျော်သွားခြင်းဖြစ်သည်ထိုအကြောင်းကိုမသိသေးသူဇောတင်းမှာ မန္တလေးရထားဆိုင်ရာပလက်ဖောင်းတွင် ကောင်းမြတ်သူကိုခြေတော်မတက်အခေါက်ခေါက်အခါခါလိုက်လံရှာဖွေနေတော့သည်ကြာတော့သိုသိမ့်မှာမောဟိုက်လာတော့သည်ဤတွင်အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းကောင်းမြတ်သူကိုဒေါ်ပွားပွားဖြင့်ရေရွတ်ပြောဆိုနေခြင်းဖြစ်သည်နောက်ဆုံးတွင်သိုသိမ့်မှာမန္တလေးမြို့မှနောက်ထပ်မိထားများလာရန်ရှိမရှိကိုသက်ဆိုင်ရာမိထားရာရှိများထံသို့စုံစမ်းကြည့်ခဲ့သည်မိထားရာရှိများကမန္တလေးမှ လာရန်မရှိတော့ အခြားမျိုးများမှသာလော်ကယ်နှင့်ကုန်ရည်ထားများလာရန်ရှိသည်ဟုပြန်ဖြေကြသည်ဆိုသိင်လဲလက်လျှော့ကဘုရားယုံမှပြန်ထွက်လာခဲ့သည်မတွေ့ခဲ့ပြန်ဘူးလားအကိုဆိုသိင်ဒါကေတာမျိုးနယ်ရှိသူဤအိမ်တို့ပြန်ရောက်၌ဇနီးဖြစ်သူမန်ငွေယုံကအိမ်ဝမှလှမ်းမိသည်အေးကွာမတွေ့ခဲ့ဘူးကွာလူသာမောခဲ့တာပါပဲဆိုသိင်ပြန်ဖြေရင်ဂျေကဘော်မှဆင်းလာသည်ဒါကဘယ်လိုဖြစ်တာလဲလာမယ်ဆိုတဲ့အကြောင်းစာလေးပြထားတယ် တန်ကျိုးလေးခဏခဏရက်ခဲ့တဲ့ဟာတခုခုတော့ဖြစ်နေပြီထင်တယ်။ငွေယုံစိတ်ဘူတန်ဖြင့်ဆက်ပြောနေသည်။အာမင်းကလည်းနမိတ်မရှိနမမရှိတွေမပြောစမ်းပါနဲ့။အဲ့ဒီကောင်တခုခုဖြစ်ရင်ငါမှလည်းတာဝန်မကင်းဘူးကွာ။ဇောတန်ဒီစိတ်ညစ်တန်ဖြင့်ပြန်ပြောသည်။တော်ဖြင့်ရှင်ဘယ်လိုလုပ်မယ်စိတ်ကူးတယ်လေ။ဘယ်လိုလုပ်ရမလဲဆိုတော့သူလာမလားတရက်နှစ်ရက်လောက်တော့စောင့်ကြည့်ရအောင်ပါပေါ့။ တကယ်လို့အဲ့ဒီလိုစောင့်ကြည့်လို့မှသူစီကစာလဲမလားလူလဲမရောက်ဘူးဆိုရင်သူတွေရဲ့မိုးညင်းမြို့ကိုအကျိုးအကြောင်းစာလန့်ရေးပြီးမေးရမယ်လေဤတော့ရှင်းတငယ်ချင်းကလည်းဘယ်လူဟာကြီးလမ်းလဲမသိပါဘူးလာမယ်ဆိုရင်လည်းဆက်ဆက်လာပေါ့အခုတော့ဒီကလူတွေစိတ်ပူစရာဖြစ်နေရတယ်မန်ငွေရုံမှာကောင်းမြတ်သူလှုပ်ပုံကမကျေနပ်တမ်းဖြင့်ပြန်ပြောနေပြီးဇောသိမ့်မာမူစိတ်အိုက်နေဟန်ဖြင့်စီကရက်လိုက်ကိုထုတ်ကတောက်ရင်းငိမ့်နေသည် ဒီရန်ကုန်မြို့မှာရှင်းတငယ်ချင်းရဲ့တခြားအသည့်ကျွမ်းတွေဆွေမျိုးတွေများရှိနေလို့အဲ့ဒီမှာများသွားတက်နေရော့သလားတော့မန်ဝေယောင်ကသူစဉ်းစားမိတယ်ကိုဆက်၍မေးနေပြန်သည်မရှိပါဘူးကွာအဲတကယ်လို့ရှိရင်လေဒီကောင်ကတဲမဲ့ကောင်မဟုတ်ပါဘူးငါ့အိမ်မှာပဲတဲမှာပါကဲပါကွာဒါတွေပြောနေလို့အလုတ်ပြက်ပါတယ်တို့လုတ်ဆရာရှိရာတွေကိုလုတ်ကြရအောင်ငါပြောတဲ့တိုင်းတရက်နှစ်ရက်စောင့်ကြည့်မယ်မလာမသူ့အိမ်ကိုစာရေးမေးကြတာပေါ့ ။ဇောတင်သည်ပြောရင်သူတပိနှစ်ဦးလောက်ကိုင်းနေသောပုံနေစအနည်းသို့လျှောက်သွားသည်။မငွေယုံလည်းလောက်လက်စပြတ်သောဆယင်းများကိုဆက်လက်ရိပ်မှတ်နေသည်။ဖြည့်ရှင်းမရသူ့ဘဝ။ကောင်းမြတ်သူလက်ဖက်ရည်တော်ပြည့်တွင် အေးမြင့်သွဲကဧကန်းသို့ ခေါ်သွားသည်။ဧကန်းတွင်အေးမြင့်သွဲ၏မိဘများဖြစ်ကြသောဦးသိန်းမြင့်နှင့်ဒေါ်ရီတို့မှဒု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 ဖြင့်ဒိုင်မင်ဆွေးနွေးနေကြသည်။ကောင်းမြတ်သူတို့ဝင်လာသည်ကိုတွေ့မှစကားကိုရပ်ပြစ်လိုက်ကြသည်။ လာလာမောင်လွင်ကိုကိုထိုင်ခွဲဦးသိမ်းမြင့်ကဖော်ရွေစွာဖြင့်လှမ်းခေါ်သည်ဒေါ်ကြီးကသူ့ကိုပြုံးကြည့်နေသည်ခေါင်းမြတ်သူသည်ခံရလှပ်ပါသောစတိခေါ်နောက်မီနှစ်ယောက်တိုင်းဆိုပါကြီးတစ်လုံးတွင်အသာဝင်ထိုင်လိုက်သည်ကိုကိုခဏလေးနော်သွေအယ်ဘမ်သွားယူလိုက်အောင်မေခေါင်းမြတ်သူထိုင်ပြည့်တွင်အေးမြင့်သွေကပျော်ရင်အပေါ်ရက်သို့ပြည့်တက်သွားသည်ပြည့်တက်သွားသောအေးမြင့်သွေဘက်သို့ခေါင်းမြတ်သူတစ်ချက်လှမ်းကြည့်သည် ပြီးလင်ဦးသိမ်းမြင့်ဘက်သို့လက်ကဒီကြည်သောမျက်နှာဖြင့်ပြောသည်ကျွန်တော်ဟာလွန်ကိုကိုမဟုတ်ဘူးဆိုတာအခုထက်ဒီဦးလေးတို့မယုံကြည်ကြသေးဘူးလားဗျာကောင်းမြတ်သူကမေးသည်ဦးသိမ်းမြင့်အဖြေကို ချက်ချင်းပြန်မပေး အနည်းတွင်ထိုင်နေသောဇနီးတဲ့ဒေါ်ရီထံသို့လှမ်းကြည့်သည်ဒေါ်ရီကပြုံးကျော်သောမျက်နှာကလေးဖြင့်ကောင်းမြတ်သူကိုပြန်ပြောသည်တားကောင်လေးကွယ်အခုတည်းမိမိတို့ကိုလင်ကျင်ညာချင်းတုံးမေးလား အခုလို့တာကိုခေါ်ထားတာဟာတာအတွက်ရောမိမိတို့အတွက်ရောနှုတ်နှစ်ဘက်ကောင်းဖို့ပါကွယ်ဘာခုလိုမိမိတို့နဲ့တူနေနေတော့ဟိုတုန်းကမိမိတို့ကိုကြိတ်ရခဲ့ကြတဲ့လူတွေရဲ့ပါဇက်တွေဟာပိတ်ကုန်ကြတာပေါ့။ဒါဆိုရင်လေမိမိတို့ကိုရှောင်ရှားနေရတဲ့ဒုက္ခကကင်းဝေးရတာပေါ့။မဟုတ်ဘူးလားကွယ်။အာခက်တာပဲ။ကျွန်တော်မှလွန်ကူကူမဟုတ်တဲ့ဟာဒေါ်တော်တို့လူမှနေကြတယ်နော်။နောက်ကြမှာကျွန်တော်ကိုလူလိန်လူညာဆိုပြီးမပြောကြနဲ့။ ဲ့ဒီအခါကျတော့ကျွန်တော်ကလည်းခန်းနေမှာမဟုတ်တော့ဘူးစိတ်ချစိတ်ချငါသားကိုလူလင်လူညာလို့မိမိတို့ကဘယ်တော့မှမပြောဘူးသားကသားမိမိတို့ကိုခွဲမသွားနဲ့ဟုတ်ပြီလားဗုဒ္ဓတော်ရည်ဤစကားဆုံး၌ကောင်းမြတ်သူနှုတ်ပြားမှထွက်သွားသော အာမေရိတံအေးမြင်သွားလဲဖိုတိုအယ်ဘမ်ကလေးကင်ကကောင်းမြတ်သူထံပြန်လာသည်ကုကုဒီအယ်ဘမ်လေးကပုံလေးကိုကြည့်စမ်း ကောင်းမြတ်သူဤဆိုပါပေါ်တွင်လူချင်းပုကကထိုင်နေရင်အေးမြင့်တွေကဓဘုံစာအုပ်ကြီးကိုလှမ်းပေးသည် ကောင်းမြတ်သူလည်းတိလူဟန်ဖြင့်လှမ်းယူကားကြည့်သည်ဓဘုံစာအုပ်ကြီးကိုလှမ်းလျင်လှမ်းခြင်းရှစ်လက်မအရွယ်ဓဘုံကြီးကိုစမြင်ရသည်ထိုဓဘုံကိုမြင်လိုက်ရလျင်ကောင်းမြတ်သူနှုတ်ဖျားမှဟဲဟဲကနေအာမေရိတန်ကြီးတို့ပေါ်ထွက်လာသည်သူမျက်စိများကိုလည်းမယုံကြည်နိုင်အောင်ဖြစ်နေသည်သူမြင်ရသောဓဘုံကြီးမှာအမျိုးသားနှင့်အမျိုးသမီးနှစ်ယောက်တည်းပုံ မျိုးသားဤရော့ရည်မှာသူနှင့်ခွဲမရအောင်တူညီလာသူအမျိုးသမီးကတော့သူ့အနည်းတွင်ရှိအေးမြင့်တယ်တူဤခါကိုတူကတင်းကျက်စွာဖယ်ထားကြရင်ယုံရွှင်သောမျက်နှာများဖြင့်ကြည့်နေကြသောပုံဖြစ်သည်ဒေါ်ရတ်ဘုံဤအောက်တွင်ဇာရန်ကလေးထိုးထားသည်ကပတ်အံ့ဘွေရာဖြစ်တော်မူသောဘင်းတရားမျိုးကျက်သေးဆောင်ရွှေဥမင်းဖျားတဘာဝလိုင်ကိုယ်တော်ကြီးဤတွင်ရိုက်ကူးထားခဲ့သည်အဲ့ဒီပုံဟာသင်နေကိုကိုတို့လက်မထကြခင်တပတ်အလုံးပဲရိုက်ကူးခဲ့ကြတာလေ ကိုကိုမှတ်မိတယ်မဟုတ်လားအေးမြန်တဲ့ကချိုသာသောတန်ကလေးဖြင့်မေးနေသည်ခေါင်းမြတ်သူကောင်းကွယ်ခပ်ပြင်းပြင်းကလေးခါရမ်းပြသည်ဟမ်ကိုကိုကလည်းဖက်ပုံကြီးအထင်ရှားမြင်နေလေသားနဲ့မမှတ်မိဘူးဆိုတော့မလွန်းလွန်းဘူးလားလို့ယောအဲ့ဒီပုံဟာကျုပ်ပုံမှမဟုတ်တာဘယ်လိုလုပ်မှတ်မိရမှာလဲအမိရဲ့ခေါင်းမြတ်သူကလည်းစိတ်ရှုပ်တန်ဖြင့်ပြန်ဖြေသည်အာမဟုတ်သေးပါဘူးလေတပ်ပုံကလည်းတိတိကျကျကြည့်ပါဦးကိုကိုနဲ့ချွတ်ချွတ်ပဲဟာ စွတ်ချင်စွတ်မစွတ်ချင်နေဟာအဲ့ဒီပုံဟာကျုပ်မဟုတ်တာကြမ်းကျင်ပြီးပြောရတယ်အဲ့ဒီဓာတ်ပုံရှင်ကမှခမရယောက်ျားလွင်ကိုကိုအစ်စ်ပါဒီတော့ကျုပ်ကိုသွားခွင့်ပြုကြပြီတော့ကောင်းမြတ်သူစကားကြောင့်အိမ်မြင့်တဲ့မျက်နှာမှာငိုတော့မလို့ဖြစ်သွားသည်ကုကူရဲ့ဓာတ်ပုံကြီးကိုခန်းခိုင်မှမှပြနေတာတော့ညှိနေသေးတယ်နော်ဒီလောက်တော့မျက်နှာပြောင်မတိုက်သင့်ပါဘူးသူ့အပေါ်မှာတစ်စက်ကလေးမှမြစ်တာတရားမထားတော့ဘူးလားယင်ခက်တယ်ဗျာကျွန်တော်ကအမှန်ကိုပြောနေတာ ခင်ဗျားတို့ကဇွတ်ပဲဆွဆွဲနေတော့အဖြေတွေဟာချက်ချီကက်တွေ ဖြစ်နေတာပေါ့အမှန်ပဲရတော့မလဲဒီအထက်ကလူဟာကျွန်တော်နဲ့ရုပ်ချင်းရွေးမရအောင်တူညီတယ်ဆိုတာကိုကျွန်တော်ဝန်ခံပါတယ်အဲဒါပေမဲ့ကျွန်တော်တော့မဟုတ်ဘူးပြီးတော့ကျွန်တော်ဟာသူအခုဝတ်ထားတဲ့ဂျင်းပင်ဘယ်တော့မှမဝတ်ခဲ့ဘူးဝတ်လည်းမဝတ်ဘူးကျွန်တော်လုံကြီးကိုသာအဝတ်များတာပါဗျာကောင်းမြတ်သူဤစကားဆုံး၌အင်းမြင့်တွေတို့မိသားစုမှာဟိကနဲ့တပြင်းရှည်ကြီးတွေကိုပြန်တူချလိုက်ကြသည် ကဲကဲဒါကိုထားလိုက်ပါတော့နောက်တစ်ခုလှမ်းကြည့်ပါဦးအိမ်မြင်သွေးဤစကားအတိုင်းကောင်းမြတ်သူမှာအေဗန်ဓာဘုံကိုဆက်၍လှမ်းကြည့်ရပြန်သည်ဒုတိယတွေ့လိုက်ရသောပုံမှာအိမ်မြင်သွေးဤကိုရပိုင်းပုံဖြစ်သည်အိမ်မြင်သွေးသည်ကရဝိတ်ရေကဲမုံပုံစံမျိုးသဘင်ကိုပြုပြင်ထားသည်မျက်နာပေါ်တွင်ဇီးကွက်နေကမျက်မှန်ကြည့်တတ်ကဗလဲသွဲကလေးတည်းများညီညာဖြူဝဲသောသွားကလေးများပေါ်အောင်ပြုံးကရိုက်ကူးထားသည်ဒေါ်ဒတ်ဘုံဤအဘတ်တွင် တွေ့ကြောကြပြလေးတစ်ပုတ်ရေးသားထားသည်ကိုအောက်ပါတိုင်းဖတ်ရှုရသည်ချစ်သေးတွယ်တို့ချစ်တဗျာရှစ်ကဘာပြက်ပြုံးတောင် ဖုံးမောင်မခွဲတန်တာတွေမန်းစွာမသွေပလဲဖြစ်စီတော့တွေ့ကိုလေမပြစ်ပောင်းဘဲခါမှ စိတ်ချအမြဲလွင်ကိုကိုအဲ့ဒီကြပြလေးကိုကိုကိုမှတ်မိသေးလားယင်ကောင်းမြတ်သူကအင်းမြင့်တွယ်ဤအမေကိုခေါင်းရံကပြသည် ကိုကိုကတော့ဘာကိုပဲမိလိုက်မိလိုက်ခေါင်းကိုသာရမ်းပြနေတာပဲနော်ဒီကမြလေးဟာကိုကိုကိုတိုင်းတွေ့ရှိမှာလက်တန်းဆက်ပြီးရေးခဲ့တဲ့တွေးကြိုးကလေးပါဘာဖြစ်လို့မဟုတ်ဘူးညင်းနေကြရတာလေကိုကိုရဲ့ဟုတ်မှမဟုတ်တာကိုဟုတ်တယ်လို့ပြောရမှာလားဗျာကျွန်တော်ကအခုလို့တွေးကြိုးမပြောနဲ့လေးလုံးဆက်ကဗျာကိုတောင်ကာယံညီအောင်ဆက်တတ်တဲ့ကောင်မဟုတ်ဘူးဒီလောက်သာဆက်တတ်ရင်ကျုပ်မဂဇင်းတက်တွေကိုကဗျာရေးဆက်ပြီးပြေးနေပြီသားပဲကောင်းမြတ်သူကပြောရင် အေးမြင့်တယ်မှာ စိတ်ပြတ်သွားတော့သည်အော်ကု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 ရှိကဘာပြုံးတော်မခွဲဘူးဆိုပြီးအခုတော့တကဘာတော်မပြုံးသေးဘူးသူ့ကိုခွဲကျင်နေပြီလားကုကုရဲ့အေးမြင့်တယ်ပြောရင်စိတ်ထိတ်ခိုက်ဟန်အပြင်ကောင်းမြတ်သူအနည်းတွင်တရှုံချုံငိုဆိုင်ကနေရှာတော့သည်အေးမြင့်တယ်ငိုနေ၍ကောင်းမြတ်သူလည်းဓာတ်ပုံစာအုပ်ကြီးကိုဆက်မကြည့်တော့ရှိတွင်ရှိသဝဲကုံပေါ်သို့ပြစ်တင်ထားသည်သမီးဖြစ်သူငိုယိုနေသည်ဖြင့်မိဘနှစ်ပါးမှလည်းမျက်စိမျက်နှာမလှဖြစ်နေသည် ဒီမမောင်လင်ကိုကိုမင်းဘယ်လိုဖြစ်နေရတာလဲငါတူရဲ့မင်းဟာအတိတ်ကိုတကယ်ပဲမင့်နေပြီလားမင်းဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာကိုတော့တို့ကိုမပြောပြနိုင်ဘူးလားမင်းဖေဟာအခုဘယ်လိုဖြစ်နေတယ်လဲကွယ်ငါတူရဲ့စိတ်ကိုအတက်နိုင်ဆုံးငြင်းငြင်းထပြီးဦးလေးတို့ကိုပြောပြပါလားဦးသိမြင့်က ကောင်းမြတ်သူအားစေမကောင်းတန်ဖြင့်မေးမြန်းနေသည်ကောင်းမြတ်သူမှလည်းတကယ်ပင်ယူကျင်စိတ်ပေါက်လာနေတော့သည်ကျွန်တော်ဖေစစ်သေးတာကတော့နှစ်နှစ်ကျော်သုံးနှစ်လောက်ရှိနေပြီ ။မုံညင်းမျိုးကဆေးရုံပေါ်မှာဆုံးတာပဲ။အဲဦးလေးတို့တမက်လွင်ကိုကိုရဲ့အဖေနဲ့ပတ်သက်လို့တော့ကျွန်တော်လည်းဘဲသိပါမလဲ။ဦးလေးတို့ပဲသိမှာပေါ့။ကောင်းမြတ်သူဤစကားဆုံး၌ဦးသိမ်းမြင့်သည်ဇနီးဖြစ်သူဒေါ်ရီဘက်သို့လှမ်းကြည့်သည်။ဒေါ်ရီကဦးကောင်းကလေးကိုအသာရမ်းပြသည်။ပြီးတော့ကောင်းမြတ်သူဘက်သို့လှည့်ပြောသည်။ငါသာစိတ်တွေကိုညင်ညင်ထားပြီးနားထောင်စမ်းမိမိပြောပြမယ်။သောင်းနေဟိုရီကမိမိတို့သမီးမင်္ဂလာဆောင်ကြတဲ့နောက်နေ့မှတန်ကျူးစာတစ်စောင်ရောက်လာတယ်လေ ဒီတန်ကျူစာရင်းမှာဘယ်လိုရေးထားသလဲဆိုတော့သားလွင်ကိုကိုတည်ရရှင်တမယကိစ္စပေါ်လာပြီးဖီဖီနဲ့အမြန်လာတွေ့ပါဖီဖီလည်းမြို့ကမြင့်ပါကြီးဦးတန်းအိမ်မှာရောက်နေတယ်ဘလွင်ဆိုပြီးရေးထားတယ်လीမှတ်မိသလားဒေါ်ရီကမေးနေသည်ကောင်းမြတ်သူကလည်းထုံးစံတိုင်းခေါင်းကိုရမ်းပြသည်ဖြစ်ရလေကွယ်မိမိတောင်အလွေရနေတဲ့ဟာသားကမမှတ်မိဘူးဆိုတော့ခက်သားပဲဒီမေသား မိမိဟာသားကိုတမက်ဆိုပေမဲ့သားရင်လိုချစ်ပါတယ်ချစ်လို့လဲသားကိုအမေလိုပြောဆိုဆက်ဆံခဲ့တာပဲမြင့်ဦးလေးကလည်းမိမိအတိုင်းပါပဲမင်းကိုသားတယောက်လိုချစ်တာပဲတမိအိမ်မြင့်တယ်ဆိုတာကတော့အထူးပြောနေစရာမရှိဘူးမင်းကိုအကူလိုတမျိုး လင်သားလိုတမျိုးအင်မတန်မှချစ်နေရှာတာဟိုတုန်းကတော့သားဟာလည်းမိမိတို့လိုပဲချစ်ခဲ့ပါတယ်လေအခုမှစိတ်ပြောင်းသွားတာပါဒီတော့မိမိတို့ကိုအမှန်တမ်းဖွင့်ပြောစမ်း တော့မှဘယ်လိုအခက်အခဲတွေရှိနေလို့အခုလိုမိမိတို့ဘောသစ်စင်းကြိုးချုံနေရတာလေအကြောင်းရိုက်နေတယ်ဆိုတာတားရဲ့အခက်အခဲမှန်သမျှမိမိတို့မှာရှိတဲ့စီစဉ်တွေပါအပြုတ်ခံပြီးဆုံးရပေးပါမယ်ကွယ်ပြုတ်ပြန်စမ်းမှာတားရဲ့တော်ရင်မှလည်းပြောရင်ငိုတံပါလာသည်ကောင်းမြတ်တွေကတော့ထား၍ပြေကျင်စိတ်ပေါက်နေ၏ပြေရလည်းမရပေအကြောင်းမှာသူရောက်လာကြတဲ့ကတိုက်ကြီးဤဝင်းတကားကိုတော့ဖြင့်ပိတ်ထားသည်ကိုသူတွေ့လည်းရသည် ခြံဝတွင်လည်းအဆောင်နှစ်ဦးကရှိနေသည်ဒီတော့သူပြေးပြေးမရတော့ပြီခက်တာပဲတော်တော်ကျွန်တော်အခုလိုညင်းနေတာဟာလွင်ကိုကိုမဟုတ်လို့ညင်းနေတာပဲကျွန်တော်ကကောင်းမြတ်သူဒါကိုလည်းကျွန်တော်အချင်းချင်းပြောခဲ့ပြီးပြီဒီတော့ဒီလိုလုပ်ပါ ကျွန်တော်နေတဲ့မုံညင်းမြို့ကိုဒေါ်တော်တို့ရဲ့လူယုံတော်တွေလွှင့်ပြီးစုံစမ်းကြည့်အဲ့ဒီမြို့မှာကျွန်တော်မေဒေါ်လာသူဆိုတာရှိပါတယ်သူကဈေးထဲမှာကုန်စင်းကြီးတွေရောင်းပါတယ် ကုန်စင်းတယ်ဒေါ်လာသူဆိုရင်မုံညင်းမျိုးကလူတိုင်းသိကြပါရဲ့။သွားပြီးစုံစမ်းကြည့်ကြပါဗျာ။ဒါမှဦးလေးတို့ရောဒေါ်တော်တို့ရောဟောဒီကအေးမြင့်တယ်တို့ရောအမှန်ကိုသိကြပါလိမ့်မယ်။ဟုတ်ပြီလား။ကောင်းမြတ်သူကမျော်လင့်ချက်ကြီးစွာဖြင့်ပြန်ပြောနေသည်။သို့သောဦးသိမ်းမင်းတို့မိသားစုကတော့မေလွန်ဟန်းမပေါ်ပြီ။သူတို့တမတ်လွင်ကိုယ်ကိုအဖြစ်ဖြင့်အခိုင်အမာယုံကြည်ထားကြမြဲပင်ကောင်းမြတ်သူစိတ်ဖောက်ပြန်နေ၍သာယခုလိုပြောဆိုနေခြင်းဟုထင်မှတ်နေကြသည်။ ကျွန်တော်ပြောတာဘယ်လိုသဘောရတယ်လဲဦးလေးခေါင်းမြတ်တေကမျော်လင့်ချက်ကြည့်စွာဖြင့်မေးမြန်းနေပြန်သည်အေးလေဖြည်းဖြည်းတော့စုံစမ်းတာပေါ့ကွယ်ကဲကဲလူလဲတညာလုံးမိသားစီလာရလို့ပြင်ပန်းလာရုံပဲဒီတော့ရေမှုချုပ်ပြီးဒေးတမောအစ်လိုက်ပါအောင်လေဝိသိမင်းကခေါင်းမြတ်တေကိုပြောရင်သူလဲထိုင်ရာမှထရက်သည်ဒေါ်ရီဒီအိမ်မြင့်တွေဘက်သို့မျက်ရိပ်ပြသည်အကင်ပါသောအိမ်မြင့်တွေကခေါင်းမြတ်တေအားကြည်လင်သောအပြုံးကလေးဖြင့်ကြည့်ကားခေါ်သည် ကဲလာကိုကိုအမော်ရန်ကိုသွားကြရအောင်။ဘာကိစ္စလဲ။ကိုကိုရင်ချိုးရမယ်လေ။ပြီးတော့တေးတမောအိအိယာကတို့တော့ထမင်းစားကြမယ်။ကိုကိုအင်မတန်ကြိုက်တဲ့ပေးဖို့ကြော်ရဲ့ချင်မောင်ဟင်းချိုရဲ့ကျက်သားစီပြန်ရဲ့ချက်ထားတယ်။ကဲလာ။အေးမြန်သားဒီပြောရင်ကောင်းမြတ်သူကိုလက်ဆွဲပြီးခေါ်နေသည်။ဒါဖြင့်ကျွန်တော်တေးတတာနဲ့အိယာလေးပေးလေ။ကျွန်တော်ဝတ်တွေကအဲ့ဒီမှာရှိတယ်။အာကိုကိုကလည်း အဲ့ဒီတင်တာတွေကအဝတ်စားတွေဝတ်မနေပါနဲ့။တွေယူကြည့်ပြီးပြီးကိုကိုအဝတ်တွေကညံ့လာတယ်။ဒီအိမ်မဲဟိုတုန်းကကိုကိုဝတ်ခဲ့တဲ့အဝတ်ကောင်းတွေရှိပါတယ်လေ။တွေနဲ့သာလဲခေဆန်။အေးမြန်သွဲအတင်းပင်ဆွဲခေါ်နေသည်။ကောင်းမြတ်သူမှလည်းညင်းနေ၍ရတော်မီမဟုတ်သေးကိုသိသည်။ဒုက္ခရံလည်းရေမိုးချွတ်ကတရေတမော့အိတ်လိုက်ခြင်းသည်လွင်ကိုကိုမဟုတ်ပါဘူးဟူ၍သူကအတန်တန်ဖြည့်ရှင်းလျက်နဲ့မရသည့်အတူတူတော့ဤတိုက်တွင်မိမချော်ကလေးဖြင့်အကြနေကား လောကစီစဉ်ခံနေရန်စိတ်ပိုင်းဖြတ်ထားလိုက်လေတော့သည် ကောင်းမြတ်သူအေးမြင့်သွဲခေါ်ရာအဘောရတ်သူလိုက်တဲ့သွားတော့သည် သူတို့အကြံအဘောရတ်တွင်အခန်းတွေကများလာသည်အိတ်ခမ်းများကြီး လေးခန်းခန့်ရှိသည်ဘုရားကံကလည်းတည်တံ့ရှိသည်ဘုရားကံကြီးဤရှိမှဖြတ်သွားလျင်လသာဆောင်ကြီးမှဟီးနေသည် ကောင်းမြတ်သူသည်အေးမြင့်သွဲနှင့်တူလိုက်သွားရာအဘောရတ်ရှိအခန်းများကိုလေ့လာနေသည်လာကူကူ ။သွင်းလိုက်ကိုကိုလေးရမှာကဒီအခန်းပဲ။အိမ်မြန်တယ်ပြောရင်အိမ်ကြီးဤမြောက်ဘက်တောင်တွင်ရှိသောအခန်းသို့ဝင်သွားသည်။ကောင်းမြတ်တို့သည် အခန်းထဲသို့ရောက်၍အခန်း၏အခြေအနေကိုလေ့လာပြန်သည်။အခန်းထဲတွင်မဟောဂနီရောင်ကျွမ်းသားဗီဒီယိုကြီးတစ်လုံးရှိသည်။ဇာရီစပွဲနှင့်ကလထိုင်တစ်လုံးလည်းရှိသည်။အမျိုးသမီးအလှပြန်သောမန်လင်ကုံလည်းရှိသည်။တစ်ဖက်တွင်နှစ်ယောက်ထိုင်ကြီးကရင်ကြီးတစ်လုံးတောင်စုံကန့်ရှိသောမွေရာကြီးပေါ်တွင်ခင်တာသောအိယာခင်ကြီးကဖိတ်ဖိတ်တောင် ခေါင်းများကလည်းလပ်ပါသောဇာပန်းများဖြင့်ဆွထားသည်ဂရင်ချေရင်တွင်ချုံရံသုံးဘေးဆောင်ကြီးတွေကိုခောက်တင်ထားသည်နေရာအိုက်ဂရင်ကြီးကိုကြည့်၍ခေါင်းများသူဘခုံကလေးနှစ်ဖက်တွင်သွားသည်ဖះဖះငါဒီဂရင်ကြီးမှာအိပ်ရမှာပါလားအိပ်ရတာကအရေးမကြီးဘူးအိမ်မြင့်တွေကငါ့ကိုသူ့ယောက်ျားအမှန်နဲ့ငါနဲ့အတူလာအိပ်နေရင်ဘယ်လိုလုပ်မလဲချောက်ကျိုးတော်နေကုန်တော်မှာပါကွာခေါင်းများသူတွေ့ရင်စိတ်အိုက်နေရှာသည် အိမ်မြင့်တယ်မှာမူအေးအေးဆေးဆေးပင်ရှိမှသွား၍ရေချိုးခန်းသို့သွားရာတကားကိုဖွင့်သည်ဟေးကိုကိုရေချိုးမဲဆိုရင်ကိုကိုကအင်ကြီးကိုချွတ်လေဘာငိုင်းနေတာလဲအိမ်မြင့်တယ်ကလှမ်းပြောသည်အာခင်ဗျားရှိနေရင်ကျွန်တော်အင်ကြီးမချွတ်ချင်ဘူးဒီတော့ခင်ဗျားတခြားကိုသွားဗျာကျွန်တော်ရေချိုးပြီးမှပြန်လာခဲ့ကောင်းမြတ်သူဤစကားကြောင့်အိမ်မြင့်တယ်မှာမျက်နာကလေးငယ်သွားသည်ကိုကိုရဲ့ တွင်နေ့ကိုကိုဟာလက်မထမီကလေးကလင်မယားလိုနေလာခဲ့ကြတဲ့သူတွေပါအခုတော့တချင်းတခါမှမတွေ့ဘူးမမြင်ဘူးကြတဲ့လူတွေလို့လုံမနေပါနဲ့ကိုကိုအပေါ်မှာမရယာဝတရားနဲ့အညီပြုစုရမယ့်တာဝန်ကသက်မှရှိနေပါတယ်ဒီတော့တောင်ကြီးမှနေတော့ကလို့ကိုကိုရီချိုးရင်တွေကအနာကနေပြီးဆက်ပြနဲ့ခြေတွင်းပေးမယ်နော်အမလေးလေးမာမျက်မှုဒီဖျားကြီးကဲတော်မူပါဗျာငါဘယ်လိုကြံရပါမလဲအိမ်မြန်သာသာကားကြောင့်ကောင်းမြတ်သူမအုံနောက်၆နေရှာသည် ကိပါချွတ်မှပြည့်ချွတ်စမ်းပါတွေ့ကိုယ်တိုင်ကိုကိုနဲ့ကိုယ်ကွာခဲ့ရသမျှရက်တွေကိုအတူချပြီးပြုစုခြင်းလို့ပြောနေတာအိုက်တင်ကမ်ပဏီနဲ့တိလားဘုဒ္ဓောကောင်းမြတ်သူမှာတုံလို့ချောင်းချကားနေသည်ရောင်ရောင်ကန်းကန်းလို့နေတော့ကောင်းမြတ်သူအာကြည့်ကအေးမြင့်သွဲစိတ်တို့လာသည်ကြည့်ပါလားလို့အခုထက်ဒီအင်ကြီးကိုမချွတ်သေးဘူးလားအေးမြင့်သွဲပြောရင်ကောင်းမြတ်သူကိုယ်ပေါ်မှာအင်ကြီးများကိုချွတ်ရန်ပြင်သည်ကောင်းမြတ်သူလွတ်ရာကိုထွက်ပြေးသွားသည် နောက်အင်းမြင့်တဲ့ဘက်သို့လက်ကလေးပြကားတသည်ဟိုးတကမကလေးဟိုးဟိုးဆက်ဖွက်ကလေးကျုပ်ဟာအမိတို့အထင်မှားနေရတဲ့လွင်ကိုကိုမဟုတ်ဘူးဒီတော့ကျုပ်ကိုကလေးငယ်တဦးလိုရေချိုးပေးခြင်းကိုသ í ခံပါလို့ပြောပြသည်အမိလည်းအခန့်တော့ကကြွပါဗျာကျုပ်ဘာသာရေချိုးပါမယ်ဟုတ်ပြီလားကောင်းမြတ်တယ်ပြောရင်ရေချိုးကန်းစီတို့ဝင်သွားသည်ရေချိုးကန်းတို့ရောက်ရင်တကားကိုအတွင်းမှပိတ်ထားသည် တကားကိုပေပြင်းနောက်ကောင်းမြတ်သူမှာစိတ်မောသွားဟန်ဖြင့်တပြင်းကိုအခါခါချနိုင်မိသည်ဟူးဒီတိုင်းဆိုရင်မလွေကြောကြီးပဲသူကလည်းငါ့ကိုသူ့ယောက်ျားလွင်ကိုကိုအမှတ်နဲ့မရကောင်းပီပီတတ်တတ်ပြုစုယူရခြင်းလေငါကလည်းလွင်ကိုကိုမဟုတ်တော့အပြုစုမခံနိုင်ဘူးငါလွင်ကိုကိုမဟုတ်ကြောင်းသူတို့ယုံကြည်အောင်ငါဘယ်လိုတက်တည်ပြရမလဲငါလည်းဒီထက်ပိုပြီးမပြောပြရတော့ဘူးဒါကလည်းထောင်းကွာ ဒီကနေ့ညကြလို့သူဟာငါနဲ့အတူလာအိတ်ရင်ဘယ်လိုလုပ်ရမလဲသီးသားမတော်ဆက်ကြတဲ့မိမနဲ့ယောက်ျားအကာလဲအာအခုချိန်မှာဒကရင်နဲ့အတူအိတ်ကြလို့ရှိရင်တော့မှားပြီးသားပဲဟာအဲ့ဒီလိုခံမျိုးကြတော့ငါစိတ်တွေကိုငါလဲထိန်းထားနိုင်တော့မှမဟုတ်ဘူးဒီတော့ငါနဲ့အတူသူလာမအိတ်အောင်ဘယ်လိုကြံရပါမလဲတွေးစံကောင်းမြတ်သူတွေးစံတွေးစံပါဟာဟာ ကောင်းမြတ်တို့သည်သူ၏ဥက္ကံကိုလက်ဖြင့်အသာပုတ်ကားအကြံထုတ်နေသည်ဟိကိုကိုအခုတည်းကရေတံမကြသေးဘူးအခန်းထဲမှာဘာလုပ်နေတာလဲအပြင်ဘက်မှပြောလာသောအေးမြင့်တွေ့ဤအတန်ကောင်းမြတ်တို့လန့်သွားသည်အေးဟုတ်ကဲ့အင်းအင်းအင်းကြီးချွနေလို့ပါအခုပဲချိုးတော့မယ်လေကောင်းမြတ်တို့ပြန်ပြောရင်ကိုဘောမအင်းကြီးကိုအမြန်ဆွဲချွတ်သည် နောက်ရေပုံပိုင်းကို ဖွင့်ကအပြင်မှကြားစေရန်ရေတံပေးထားသည် သူလည်းရေချိုကန်တဲ့တွင်အနောက်တိုင်းဆန်းဆန်းပြုတ်လုထားသောကျွေအင်တုံကြီးတဲ့တွင်သူ့ကိုယ်ကိုဆင်းကားရေဝင်ချိုးတော်သည် ရေချို၍အပြည့်တွင်ကောင်းမြတ်သူသည်ရေဆက်လက်ဖြင့်၎င်းကျွတ်ထားသော လုံကြီးကိုကောက်ဝဲကရေချိုကန်မှထွက်လာသည် အပြင်တွင်သူ့အားမျက်နှာသို့ဘဝကိုကန်လျက်ရက်ဆောင်နေသောအင်းမြင့်တွေကိုတွေ့ရသည် ထို့သောတွေ့ရလျင်ကောင်းမြတ်သူလက်၍ဝင်ပြေးရန်ကြံမိသေးသည်ညော့ကိုဘောကရေတွေကိုမြင်မြန်တော့ကြာရင်အေးပြီးနေလိမ့်မယ် အင်းမြတဲ့ကမျက်နှာသောဘဝကိုပြစ်ပေးရင်လှမ်းပြောသည်သူလည်းပြန်ဝင်ပြေးမနေတော့ပဲမျက်နှာသောဘဝကိုလှမ်းယူကကိုဘောမရေများကိုအုပ်နေသည်သူရေများကိုအုပ်နေခိုက်မှာပင်အင်းမြတဲ့သည်သူဝယ်ရန်လုံချင်းနှင့်အင်းကြီးများကိုဘီရိုတွင်မှထုတ်ယူနေသည်ကဲကိုဘောကလုံကြီးကိုချွတ်လိုက်လေဟိုဒီအချောက်ကိုလေးထားပါအင်းမြတဲ့ဤအမိန်တိုင်းကောင်းများသူမှာလဲယူကဝယ်ရသည်အင်းမြတဲ့ပေးသောလွင်ကိုကိုဤအင်းကြီးများမှာကောင်းများသူနှင့်တန်း၍ချုပ်ထားသည့်အတိုင်း ဖစ်ဆိုင်ဖြစ်ကနေတော့သည်ကိုင်ဆရာကြီးအင်ကြီးကတော့တက်တေခန့်နေပြီဒီတော့လွန်ကူကူမဟုတ်ဘူးလို့ညနေဦးမလာရင်အင်းမြင်တယ်ကခပ်ပြုံးပြုံးကလေးဖြင့်မေးနေသည်ဟာဗျာအင်းကြီးတော်တာနဲ့ပဲကျွန်တော်ဟာလွန်ကူကူဖြစ်ရတော့မလားခက်တယ်ဗျာခမားတို့တွေကယုံမမယုံကြပဲကိုဘာဖြစ်လို့ကျွန်တော်ပြောတာကိုမယုံကြတာလဲဗျာယုံစရာမရှိလို့မယုံတာမဟုတ်ကိုကိုရေလောကမှာလူတို့မရှာအမြင်တို့မရှာဘူးဆိုတာရှိကြပေမဲ့အနေတိုင်းအပြောဆိုအသွမ်းလာတာမှဆာ ချွတ်စတူတာမျိုးကတော့ရှားပါတယ်လေဒီတော့ဘယ်လိုလုပ်ရုံရမှာလဲကိုကိုအိမ်မယုံရင်လည်းပုံမြင်လို့သာမှတ်ပေါ်ကျွန်တော်လွန်ကုန်ကမဟုတ်တာတော့ဖះသည့်တရားသည့်နတ်တွေဟာနဲ့ရက်ွက်ကောင်းစီလူကြီးတွေကစသိကြပါတယ်ကဲကျွန်တော်လည်းတမိတော့တော့မှုကျင်သေးတယ်ဗျာကောင်းမြတ်တယ်ပြောရင်အာဟာဝါကနဲတစ်ချက်တမ်းပြသည်မှုကျင်မှုလေလားသင်အိပ်ရလုပ်ပြီးမင်း အင်းမြင့်တဲ့ပြောရင်ကောင်းမြတ်သူအိယံအတွက်အိယာခင်များကိုပြုပြင်ပေးနေသည်အခါမှာအဲကွန်ဒီရှင်းကလေအေးစံများတက်ဆင်ထားသဖြင့်အေးနေသည်ကောင်းမြတ်သူမှာရေချိုးပြစမှုဘုံမွေ၍အေးကချမ်းနေတော့သည်အာခင်များတို့အခန်းကလေအေးစကိုပိတ်ထားနိုင်ရင်ပိတ်ပေးစမ်းပါဗျာကျွန်တော်တို့ချမ်းတောင်နေပြီဟောပေါ်ပြန်ပြီဗျာအင်းမြင့်တဲ့အေးစကားကြောင့်ကောင်းမြတ်သူမှာကိုဘမလုံကြီးကိုဖြန့်ကား တောင်ကြီးမြောက်ကြီးလုံနေပြီဘယ်မှာပေါ်လို့လဲဗျလုံကြီးမှာအပေါက်ပြဲလည်းမရှိပါဘူးအေးမြင့်တယ်မှာတခိခိရရင်ပြန်ပြောသည်တော်ပါတော့ဟာလာဖောက်မနေပါနဲ့သူပြောတဲ့ပေါ်ပြီဆိုတာကိုကိုကလီးဤဆက်ကိုအပိတ်ခိုင်းနေလို့ပါအလိုအဲ့ဒါနဲ့ပေါ်တာဘာဆိုင်လို့လဲဆိုင်နာပေါ်ကိုကိုဟာတောင်ကြီးမှာကလေးကလီးဤဆက်ဖွင့်တိုင်းရင်အခုလိုပဲအပိတ်ခိုင်းခဲ့တာလေကဲဘာပြောမလဲ ကောင်းမြတ်သူစိတ်ပြတ်သွားသည်သူပြောသမျှတွေမှာလွင်ကိုကိုနှင့်ချီဒူနေသောကြောင့်ပင်ဘာမှမပြောချင်တော့ဘူးပြောလို့လေခမည်းကယုံမာမမဟုတ်တာဒီတော့အိတ်တော်မေဗျာကောင်းမြတ်သူပြောရင်အိမ်မြင့်သွယ်ခင်ပေတားသောအိယာဘောတော်တက်ကအိတ်လိုက်တော့သည်အိမ်မြင့်သမားဇနီးကောင်းပိသားစွာဖြင့်ကောင်းမြတ်သူကိုဘောသူသုံးဝေးဆောင်ကြီးကိုလယ်ပင်နာထိခြုံပေးနေသည်ကောင်းမြတ်သူမျက်စိမိတ်ကငြိမ်ငြိမ်ကလေးနေသည်စိတ်ထဲမှာအိမ်မြင့်သွယ်တယောက်သူ့ဘေးတွင်ဝင်မအေဖဲ အခန်းတွင်မှထွက်သွားပါစေဟုကြိတ်ကားဆုတောင်းနေမိသည်သူဆုတောင်းပြေဝသွားသည်အင်းမြင့်တွင်မှသူကိုယ်ပေါ်တွင်ဆောင်းကိုချုံပေးပြီးနောက်အခန်းထဲမှထွက်သွားသည်ကောင်းမြတ်သူယင်ထဲမှအလုံးကြီးကြကားစိတ်ချလက်ချအိတ်လိုက်မိတော့သည်တမီးဒီလိုခဏဟိအင်းမြင့်တဲ့အောက်ထပ်သောအယောက်၌မိခင်ဖြစ်သူဒေါ်ကြီးကလှမ်းခေါ်သည်ဟုတ်ကဲ့မိမိအင်းမြင့်တွေပြန်ထူရင်မိဘများရှိရာအေကန်းတို့သွားသည်တမီးယောက်ျားအိတ်နေပလား ဒေါ်ရီကမေးသည်ဟုတ်ကဲ့အိမ်နေပါပြီမိမိတို့ဘာပြောမလို့လဲဟောဒီတမီးဖေဖေကမောင်လင်ကိုကိုနဲ့ပတ်သက်ပြီးစိတ်ကူးထတာပြောချင်လို့တဲ့တမီးမိခင်ဤစကားဆုံးတွင်အိမ်မြင်သွားသည်ဖခင်ဘက်သို့လှမ်းကြည့်သည်ဖေဖေကဘယ်လိုစိတ်ကူးထလို့လဲအိမ်မြင်သည်အမေကြောင့်ဦးသိမ်းမြင်သည်အောက်ပါတိုင်းရှင်းလင်းပြောပြနေသည်ဖေဖေစိတ်ကူးထတာကဒီလိုပါအခုဆိုရင်တမိတိတဲ့အတိုင်းပဲမောင်လင်ကိုကိုဟာအတိတ်ကိုလုံးဝမေ့နေတယ် ပြီးတော့စိတ်လည်းမှန်ပုံမပေါ်ဘူးသူ့ကိုယ်သူကောင်းမြတ်သူလို့သာထပ်တလဲလဲပြောနေတော့တာပဲအဲ့ဒီလိုဖြစ်နေတဲ့အတွက်သူ့ကိုစေယောကအထုကုစေယုံခေါ်သွားပြီးပြကြည့်ရကောင်းမလားအဲ့ဒါကိုအဖေဖေစဉ်းစားနေတာပါအဲ့ဒီစေယုံမှာဖေဖေမိတ်ဆွေစေယောကကဒေါက်တာတင်လာရှိတယ်ဒီလိုမကူပဲသူ့ကိုဒီတိုင်းထားမယ်ဆိုရင်တော့သူ့ရှင်နေဟာတော်တော်ဆိုးလာနိုင်တယ်သမီးကောင်းသားပဲဖေဖေကိုကိုကိုကြည့်ရတာရင်ရင်လေးနဲ့များယူနေတယ်လားမသိဘူးပြီးတော့သမီးလေးသူ့အနာကက်လို့ရှိရင်တိတ်ကြောက်နေတယ် အရင်ကလည်းလုံးဝမတူတော့ဘူးအိမ်မြန်သွဲကလည်းသူ့အမြင်တွေကိုဖခင်တန်တို့တင်ပြနေသည်အိမ်မြန်သွဲအိစကားဆုံး၌ဒေါ်ကြီးကလည်းသူ့အဆိုးတွေကိုတင်ပြနေပြန်သည်အေးသမီးပြုံးမမိမိသတိရတယ်မောင်လင်းကိုကဟာသမီးအနာကက်လို့ရှိရင်ကြောက်နေပုံထောက်တော့သူဟာလူပြူစားခံရတာကောမဖြစ်နိုင်ဘူးလားဘယ်လိုကြောင့်မင်းကဒီလိုပြောနေရတာလဲမတ်ကြီးဦးသိန်းမြန်ကပြန်မေးသည်ရော့ဆိုရှင်မဲစဉ်းစားကြည့်လေအရင်တော့ကများဆိုမောင်လင်းကိုကဟာ ရှင်သမီးနာကခွာရလို့ကိုမရှိဘူးတပူပူတကက်ကက်နဲ့ဟောအခုတော့ရှင်သမီးကကတ်တာတော့သူကမကြိုက်ချင်ဘူးဒါကိုကြည့်ချင်းအပြင်သူ့ကိုအမျိုးသမီးတယောက်ယောက်ကပြူစားတာပဲဖြစ်ရမယ်ဒါကြောင့်သာသမီးကသူ့အနာကိုကက်လို့ရှိရင်သူကြောက်ပြေးနေတာပေါ့မဟုတ်ဘူးလားဟုတ်လိမ့်မယ်မိမိပြောတာဖြစ်နိုင်ပါတယ်ဒါပြင်ဘယ်လိုကုကြမလဲအေးဒါဟာဆိုရင်ပယောကဆရာနဲ့ကုကြရမှာမော်ဟိုကနေစမ်းပါဦးပထမဆုံးဆရာကအခုဆရာဝန်နဲ့ပြကြည့်ပါဦးလေ အဲ့ဒီလိုပြကြည့်လို့မရမှမင်းတို့ကြက်တဲ့ဆရာနဲ့ကုပေါ့ဦးတယ်မြန်ကသဘောမရူတန်ဖြင့်ဝင်ပြောသည်ဒီလိုဆိုမောင်လင်းကိုကိုကိုပေတော့တော့ပြမလဲဒေါ်ကြီးကပြန်မေးသည်သူအိယာကနှုတ်ပြီးမနှက်စာစပြီးတဲ့အခါတော့ပြကြတာပေါ့အဲသူကတော့စေရစာစီုံတော့ပြမယ်ဆိုတာလေတန်ကလေးတော်မဟကြနဲ့သူကအယူပါကွာဦးတယ်မြန်စကားကြောင့်ဒေါ်ကြီးနဲ့အိမ်မြန်တွေတို့မှလည်းရေမောနေကြသည်ဟုတ်တယ်ဖီဖီကိုကိုဟာအယူပါအစ်စ်ပဲ တခြားမကြည့်နဲ့လေသူ့ပစ္စည်းတွေကိုသတိတရားရနေမိမိနေတာကိုသာကြည့်တော့ခိခိခိအေးမြင်တော့ပြောပြီးရဲနေပြန်သည်လူကြီးများကလည်းရဲနေကြသည် နေရင်ထိုင်ရင်လူကောင်းဘဝမှာပကလာအဖြစ်စိတ်ယောဂအထုကုဆေယုံတို့အဖို့ခံရတော်မူကောင်းမြတ်သူတယောက်အဘောရရှိအိမ်ခန်းထဲမှာနှစ်ယောက်အိတ်ကြေးကရင်ကြီးပေါ်တွင်တခုခုဖြင့်အိမ်မောကြကားနေရှာသည်အကယ်၍သာ သူအားဆေယောဂအထုကုဆေယုံတို့ပို့တော်မူအကြောင်းကိုသိပါက ကောင်းမြတ်သူမှာဤတိုက်ကြီးမှလစ်ပြေးမြေလားမသိပေဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကျူမွေးဤဟာတဝိတုတဘုတ်ဖြစ်တဲ့လူပြုတ်ဖူးစာဆန်းသဗျာဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းလေးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေတူအဆုံးထိလိုက်ပါနာဆင်ခံစားပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းငါးမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းလုံခြုံကြပါစေကျွန်တော်ဖုန်းပြထင်ပါခင်ဗျာ